ာတဲ့နေထိုင်မှုပုံစံ healthy lifestyle တစ်ခုရဖို့ဆိုတာကိုလက်ကိုရလို့ချင်ပါသလားတကယ်တော့အလောက်မလဲကူပါဘူးအလုံးမမင်္ဂလာပါကျမကတော့အာဟာရသူပြုဆရာဝန်ဒရကေဇလွန်ဖြစ်ပါတယ်နေ့မှာဆိုလို့ရှိရင် healthy lifestyle ကျမရင်းနဲ့ညီညွတ်တဲ့ lifestyle တစ်ခုဖန်တီးဖို့အတွက်လုပ်ကြည့်တဲ့အချက်ကလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဆိုလို့ရှိရင်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတင်ပါတယ် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းအပြင်ကိုယ်ခန္ဓာကိုစမ်းမတန်ဆွမ်းစေပြီးတော့ကြွက်သားတွေကိုလည်းတတ်မှတ်စီမှာပါဘလို့လေ့ကျင့်ခန်းကိုလုပ်တဲ့တည်းဆိုလို့ရှိရင်လမ်းလျှောက်တာမျိုးယောဂကျင့်တာမျိုးကိုလုပ်ပေးလို့ရပါတယ်။နောက်ဒုတိယချက်နေနဲ့ကတော့အေးဝဝအိပ်ဖို့ပါ။တရက်ကို9နာရီ10နာရီလောက်အေးဝဝအိပ်ခြင်းအပြင်စိတ်ဖိစီးမှုတွေကိုလည်းရှင်းချပေးလို့ရပါတယ်။ကိုယ်ခံအားစနစ်ကိုလည်းမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ။တတိယချက်အနေနဲ့ကတော့စိတ်ဖိစီးမှုတွေရှင်းချပေးဖို့ပါ။စိတ်ဖိစီးမှုရောကြစေဖို့အတွက်ဘလို့လေးလှုပ်တင်လဲဆိုလို့ရှိရင်ခုနပြောသွားသလိုအေးဟိုးဝအိပ်စက်ရပါမယ်။နောက်တစ်ခုကတော့တရားထိုင်တာမျိုးလည်းလှုပ်ပေးလို့ရပါတယ်။နောက်တစ်ခုကတော့ဘလို့လဲဆိုတော့အသက်ရှူလေ့ကျင့်ခန်းလေးတွေလည်းလှုပ်ပေးလို့ရပါတယ်။ ။နောက်နံပါတ်၄ချက်နေနေဆိုလို့ရှိရင်ကို့အတွက်အနားယူဖို့အချိန်တသက်ဖယ်ပေးထားတဲ့မှာတယ်။အဲ့တော့တရက်ကိုတနာရီကန်လောက်ဖြစ်ဖြစ်ကို့အတွက်အချိန်တသက်ဖယ်ပေးပြီးတော့ဝါသနာပါရက်အလုပ်လေးတွေလုပ်ပေးတာလည်းလုပ်လို့ရပါတယ်။အစုံအနေနဲ့ကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့စားတောက်မှုပုံစံကိုပြောင်းလဲပေးဖို့ပါ။ကျမရဲ့နဲ့ညီညွတ်တဲ့စားသောက်မှုပုံစံ healthy eating habit ကိုဘယ်လိုအနေစပြီးပြောင်းလဲကြမလဲဆိုလို့ရှိရင်တော့ကစီတဲ့အသားတဲ့အဆီတဲ့ညတာစွာပါဝင်အောင်စားသုံးပေးဖို့လိုအပ်ပါတယ်။ ်မြင်တောင်ပြောရမယ်ဆိုလို့ရှိရင်တော့ထမင်းကဂစီတက်ကိုရစေပါတယ်အဲ့တော့ဂစီတက်ရစေရဲထမင်းနဲ့အတူတူအပားတက်ရစေမဲ့အပားငါဥအမျိုးမျိုးကိုတွက်ဖက်စားသုံးပေးရပါမယ်နောက်ထပ်ကတော့အမြင်တက်နဲ့ဗီတာမင်တတုတက်တွေကျေဝါစေတဲ့အသီးရွက်အသီးနှံတွေကိုဆိုလို့ရှိရင်လဲစားတဲ့အနက်တိုင်းမှာပါဝင်အောင်စားပေးဖို့လိုအပ်ပါတယ် နောက်ထပ်ရေးကြည့်တာတစ်ခုကတော့ရေဓာတ်ပြည့်ဝနေဖို့ပါရေဓာတ်ပြည့်ဝဖို့အတွက်ကိုဆိုလို့ရှိရင်တစ်ရက်ကိုရေ2လီတာနေပြီးတော့3လီတာခန့်တောက်သုံးပေးဖို့လိုအပ်ပါတယ်အဲ့တော့ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံစားသောက်နေတဲ့ချိန်မှာဆိုလို့ရှိရင်စံပြုတ်စားလို့ရသလားလို့မေးမယ်ဆိုလို့ရှိရင်တော့စားလို့ရပါတယ်။စံပြုတ်ကဆိုလို့ရှိရင်စံကိုနူးဤနေအောင်ချက်ပြုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကစီတက်ကိုရစေမှာဖြစ်ပါတယ်။ စံပြုတ်ထဲကိုကြက်ဥတလုံးဖောက်ထက်လိုက်တယ်ဆိုလို့ရှိရင်တော့အသားဓာတ်ကိုပါရစေမှာဖြစ်ပါတယ်။အဲ့ထဲမှာမှအစီတက်လေးပိုရကျင်တယ်ဆိုလို့ရှိရင်တော့စီကိုလက်ဖက်ရည်စွန်းဒဇွန်လောက်ကိုထည့်ပေးတယ်ဆိုလို့ရှိရင်ကစီဓာတ်အသားဓာတ်အစီဓာတ်၃မျိုးလုံးပါဝင်တဲ့အစားအစာတစ်မျိုးနေနဲ့ဖန်တီးလို့ရမှာဖြစ်ပါတယ်။ အဲ့တော့ဆံပြုတ်ကိုဘယ်လိုချိန်နေမှာစားရမလဲဆိုလို့ရှိရင်တော့မနက်စာလုံးနဲ့မျိုးမှာဆံပြုတ်ပူပူနွဲ့နွဲ့တောက်ခတ်ကိုစားပေးရဆိုလို့ရှိရင်ပူပူနွဲ့နွဲ့ပြပြပြောင်းပြောင်းနဲ့အစာချေဖြတ်အားလည်းကောင်းမယ်ပြရခါကျတော့အနက်အာကစီတဲ့အသားတဲ့အစီတဲ့ကိုလည်းအသင့်တင်ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့တနေ့လုံးစာအတွက်ကိုအာယုံဆွဆိုင်မှုလည်းအားကောင်းစေမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်နာရရှိယောဂသည်ရဖြစ်တဲ့တွေ့တို့ယောဂစီကျုယောဂနှလုံးယောဂသည်ရမှာဆိုလို့ရှိရင်လည်းဆံပြုတ်ကိုမနက်စာအနေနဲ့စားသုံးပေးလို့ရပါတယ် ယ်။အချိန်ပေးပြီးတော့စံပြုတ်ကိုမကြိုချက်နိုင်တဲ့သူတွေရဆိုလို့ရှိရင် အတင်စားစံပြုတ်ဘူးလေးတွေကိုစားသုံးပေးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါရယ်။ဒီတော့ healthy lifestyle ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံကျင့်သုံးဖို့အချက်လေးတွေနဲ့တူတူ healthy eating habit ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံပြုစုပျိုးထောင်ဖို့အချက်လေးတွေကိုအကျဉ်းချင်းသိသွားမယ်လို့မျှော်လင့်ရပါရယ်။အားလုံးပဲကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေ။ Thank you.